ားလုံးပဲမင်္ဂလာပါရှင်။ကျားတော့ Great Dan Commentary Chapter 8 Viewers and Crude Wire ရဲ့เนาะ8.3ကိုတချို့ရဆက်လက်ပြီးတော့လေ့လာကြည့်ရအောင် Catalytic cracking เนาะဒီချာရို catalyst တွေကိုပေါ့เนาะတက်ကူပစ္စည်းတွေကိုဘယ်လို cracking ဆိုတာကဖြိုခွဲခြင်းပေါ့เนาะအဲ့ဒါလေးအကြောင်းကိုဒီချာရို့လေ့လာမှာဖြစ်ပါတယ်။ 2.2မှာဆိုရင် non renewable resources တွေရှိတယ်လို့ပြောထားတယ်။အဲ့ဒါကို teacher တို့က catalytic cracking နဲ့ဆက်ပြီးတော့ဘယ်လိုမျိုးတွေလုပ်မလဲဆိုတဲ့အကြောင်းအရာလေးကို8.3မှာဆက်ပြောသွားမှာပါ။ Fuels make from wine mixture contain large hydrocarbon molecule လောင်စာတွေကတဲ့ make from ပြုလုပ်ပါတယ် wine mixture ဆိုတဲ့ teacher တို့ see drano တွေကနေပြီးတော့มาပြုလုပ်ခြင်းဖြစ်ပြီးတော့ contain ပါဝင်ပါတယ် large hydrocarbon molecule hydrocarbon molecule ကြီးကြီးမားမားပါဝင်နေတဲ့ပြီးတော့ and are not efficient သူတို့က 然后，非洲人主要算。 စာမှုအားပေါ်တော့မရှိဘူးပြီးတော့ they do not flow easily အလွယ်တကူလဲသူတို့ကဘာဖြစ်လဲမစီးနိုင်ဘူး and are difficult to ignite ပြီးတော့သူတို့ကို ignite ပေါ်တော့မီးမြိုက်ဖို့အတွက်ကလည်းခက်ခဲတယ်တဲ့ဒါကြောင့်မို့လို့ teacher တို့ဟို crude white oven တခါတည်းရံမှာဆိုရင်ရေနံစိမ်းတွေကို contain too many large hydrocarbon molecule ဟုတ်ပြီလား hydrocarbon molecule ကြီးကြီးမားမားညောင်များစွာပေါ့နော်အများကြီးပါဝင်တယ်လို့ not enough small hydrocarbon molecule ပေါ့နော် small small ဆိုတာတင်းငယ်တဲ့ hydrocarbon molecule ်လီကျူတွေပါဝင်မှုကလည်း မလုံလောက်ဘူးဒါကြောင့်မို့လို့ to meet demand ဟုတ်ပြီနော်သူတို့နှစ်ခုကိုသုံးဖို့အတွက်ကို demand လိုအပ်ပါတယ်တဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ပါလို့မှာလဲ cracking it's important to convert the larger hydrocarbon molecule to smaller one ဒါကြောင့်မို့လို့ကျွန်တော်တို့ဖြုတ်ခွဲခြင်းပေါ့နော်ဖြုတ်ခွဲခြင်းပြုလုပ်မယ် is important အရေးပါပါ to convert the larger hydrocarbon molecule နော်ကြီးမားတဲ့ hydrocarbon molecule တွေကိုဖြုတ်ခွဲလိုက်မယ်ဘာလဲ smaller hydrocarbon အဖြစ်ပေါ့နော် smaller one အဖြစ်တင်းငယ်တဲ့ hydrocarbon အဖြစ်ဖြုတ်ခွဲဖို့အတွက် cracking င်ကအရေးပါပါတယ်တဲ့ larger molecule from the heavier fraction larger molecule ဆိုကြီးမားတဲ့ဟာဒီကကြတော့ from the heavier fraction ဆိုတာကကြီးမားတဲ့အစိပ်ပိုင်းတွေကနေရလာတဲ့ဥပမာပြောရမယ်ဆို paraffin kerosene and diesel ပေါ့နော် paraffin လို့ diesel လို့လို့ fraction တွေကနေပြီးတော့မှ larger molecule တွေရပြီးတော့ can be broken into smaller သူတို့ကိုဘာလို့မှလဲဖြုတ်ခွဲလိုက်မယ် into smaller ဆိုတာတင်းငယ်တဲ့ အစိတ်ပိုင်းအဖြစ်ပေါ့နော်ပြီးတော့ more valuable ပို့ပြီးတော့ teacher တို့အသုံးဝင်ဖို့အတွက်လုပ်မယ်ပြီးတော့ molecule ပေါ့နော်သိငယ်တဲ့ molecule အဖြစ်ကိုလည်းသူကိုဖြုတ်ခွဲပလိုက်ပါမယ်တဲ့ one catalyst is used ဒါကြောင့်မလို့ teacher တို့ဓာတ်ကူပစ္စည်းကိုအသုံးပြုရတယ်အသုံးပြုတဲ့အခါမှာဆိုရင်တဲ့ this process is အဲ့လိုဓာတ်ကူပစ္စည်းကိုအသုံးပြုတဲ့အတွက်ကြောင့်မလို့ဒါကို is called ဘာလို့ခေါ်လဲ catalytic cracking နဲ့ cat cracking လို့ခေါ်ရပေါ့နော် teacher တို့ catalytic ဖြိုခွဲခြင်းဆိုပြီးတော့ဓာတ်ကူပစ္စည်းဖြင့်ဖြိုခွဲခြင်းဆိုပြီးတော့သူက ေါ်ပါတယ်တဲ့။ကဲဒါဆိုရင်ဒီချက်တို့ catalytic cracking ဆိုတာကနော် cracking ဆိုတာကဘာလဲ cracking is a thermal decomposition ဆိုတာဒီချက်တို့အပူနဲ့ဘာလုပ်လိုက်တာလဲ decomposition process ပေါ့ဖြစ်စဉ်ပေါ့နော် အပူနဲ့ဖြုတ်ခွဲခြင်းဖြစ်စဉ်ဖြစ်တယ် in which large algae hydrocarbon algae hydrocarbon အမျိုးအစားတွေကို are broken down ဖြုတ်ခွဲလိုက်တယ် by passing them over a heated catalyst under pressure pressure တခုဖိအားတခုရဲ့အောက်မှာဓာတ်ကူပစ္စည်းကိုအသုံးပြုပြီးတော့ over a heated ဆိုတာကတာလုံးနဲ့အပူချိန်ပေးပြီးတော့ပေါ့နော်ဖြုတ်ခွဲလိုက်ခြင်းဖြစ်ပါတယ်တဲ့ the product are smaller again အဲ့ခါကျတော့ထွက်လာရဲပေါ့နော် product ပေါ့နော်ထွက်ကုန်ကကြတော့ are smaller again ဆိုတာက again အသေးပေါ့အပိုင်းစားသေးလေးထွက်လာပြီးတော့ use for fuel ဘာအတွက်လဲเนาะလောင်စာအတွက်အသုံးပြုဖို့အတွက် again smaller smaller again လေးတွေထွက်လာတယ်ဥပမာပြောရမယ်ဆိုရင် example petrol or diesel ပေါ့နော် and algin ပြီးရဲ့ခါကျတော့ algin တွေလည်းထွက်လာတယ် which are used to make polymer algin ကကြတော့ဘာအသုံးမှုအတွက်လဲဆိုတော့ polymer တွေအသုံးပြုဖို့အတွက် polymer ဆိုပါတယ်လေ plastic and other important compound တွေ plastic နဲ့အခြားသောအရေးပါတဲ့ drop down တွေပေါ့တဲ့ဟုတ်ပြီနော် drop down တွေအသုံးပြုဖို့အတွက်သူကထွက်လာခြင်းဖြစ်တယ်တဲ့ Okay cracking take place ဟုတ်ပြီနော် cracking ကအဲ့ပြုတ်ခွဲလိုက်တဲ့အခါကျတော့ take place in hood reactor သူကကြီးမားတဲ့ reactor ပေါ့နော်ဓာတ်ပြုတဲ့အမျိုးအစားမျိုးဖြစ်တယ်ဖြစ်ပေါ်လာတဲ့ in this reactor အဲ့ဒီ reactor မှာဆိုရင် particles of catalysts catalysts လေးတွေရဲ့เนาะစိတ်ပိုင်းလေးတွေက particles လေးတွေက made of powder mineral ဟုတ်ပြီနော်သူကဘယ်လိုမျိုးတွေ ਨੇ ပြုတ်လုထားတဲ့ powder အမုံလေးတွေပေါ့နော်တတ်ထုအမုံလေးတွေဖြစ်လဲဆိုတော့ဘယ်လိုတတ်ထုအမုံတွေလဲဆိုတော့ silica လို alumina လို zeolite လို့ပေါ့နော်တတ်ထုအမုံလေးတွေတဲ့အဲ့ဒါတွေက are mixed with the hydrocarbon fraction ဟုတ်ပြီနော် hydrocarbon fraction hydrocarbon အစိပ်ပိုင်းလေးတွေ ਨੇ သူကရောနှောလိုက်မယ်ဘယ်မှာလဲဆို at a temperature around 500 degree celsius and ပူချိန်900 degree celsius ရှိရဲ့ပေါ့နော် 900 degree celsius ခန့်မှာပေါ့နော်အဲ့ဒီ hydrocarbon fraction လေးတွေနဲ့ဘာလုပ်လိုက်မလဲ mix ရောနှောလိုက်မယ် and moderately low pressure pressure ကတော့ဘာပြရလဲအနေဆုံးပေါ့နော်အနေဆုံးမှာထားပြီးတော့သူတို့ကိုရောနှောလိုက်တယ်ရောနှောလိုက်တဲ့အခါမှာ the crack vapor contain အဲ့ဒီကျတော့ crud paper ပေါ့နော်အငွေ့ရနေမှာ contain ပါဝင်ပါတယ် smaller molecule တိငယ်တဲ့ molecule လေးတွေထွက်လာတယ် are produced by the following types of reaction အောက်ပေါ်ပြပါเนาะ reaction ပေါ့နော်ဓာတ်ပြုချင်းအမျိုးအစားနဲ့နော်အမျိုးအစားကနေပြီးတော့မှ smaller molecule တွေပါဝင်တဲ့ crack paper တွေထွက်လာပါတယ်။ဒါဆိုရင် teacher တို့ဒီမှာပုံလေးကိုကြည့်ရအောင်။ ခုနကတီချာတို့ပြောတယ်လေ larger ဟုတ်ပြီနော် larger hydrocarbon အမျိုးအစားကနေပြီးတော့ smaller hydrocarbon အမျိုးအစားကိုခွဲထုတ်မယ်နော်ခွဲထုတ်တဲ့အခါမှာ the gain ပေါ့နော် the gain C10 that ကဆိုတာကကာဗွန်10လုံးပါတာပေါ့နော် the gain လို့ပြောရတဲ့အတွက်သူ့ရဲ့ formula ကလည်းတီချာတို့က CnH2n+2 ပေါ့နော်ဒီဟာဒီဟာလေးကတီချာတစ်ချက်လောက်ပြောပြပေးမယ်နော် algain ရဲ့ formula က CnH2n+2 ဟုတ်ပြီနော်ဒါဆိုရင်တီချာတို့ ဒက်ကာလို့ပြောရဲဒက်ကာလို့ပြောရဲအတွက်ကြောင့်မလို့တီချာတို့ကကာဗွန်အရေအတွက်ကဘယ်နှလုံးပါလဲ၁၀လုံးပါမယ်ဟုတ်ပြီနော်ဒါကတော့ great 11မှာအကျယ်တဝန်းရှင်းသွားပါလိမ့်မယ်ဟုတ်ပြီနော်ဒါဆိုရင်ကာဗွန်10လုံး C10 အဲ့တော့ n နေရာမှာတီချာတို့10ဝင်လိုက်တာပါအဲ့တော့2 multiply 10ဆိုတော့20ဟုတ်ပြီနော်20ကို plus 2ပေါင်းလိုက်တော့တီချာတို့ဘယ်လောက်ဖြစ်သွားလဲ22ပေါ့ဟုတ်ပြီနော်ကဲဒါဆိုရင် 22CNH22 ပြမလားဒါသည် the game formula ကဲဒါဆိုရင်ဒီကျရိုဆက်ကြည့်အောင်နော်အဲ့ဒါကို heat အပူပေးမယ် catalyst ဟုတ်ပြီနော် catalyst အဲဓာတ်ကုပစ္စည်းတစ်ခုနဲ့ moderately low pressure pressure ပမာဏကနော်အာ low pressure မှာပေးလိုက်တဲ့အခါမှာထွက်လာတဲ့နော်ဟိုဟာက ch 818ပေါ့နော်အဲအဲ့တိုင်းမှာ ethene ထွက်လာမယ် ane ကနေ ene ကိုပြောင်းသွားတယ် c2h4 ဟုတ်ပြီနော်အဲ့တော့ ethene ရဲ့ formula ကြတော့ဒါကဒီချက်က ane ရဲ့ formula ပေါ့နော် alkane ရဲ့ formula ပါ ချက် ANE လို့ပဲရေးလိုက်မယ်နော် Algain ရဲ့ formula ဒီဘက်ကကျတော့ ENE ရဲ့ formula ပါဘယ်လိုမျိုးလဲဆိုတော့ CnH2n ဒါဆိုရင်ကာဗွန်နှလုံးဖြစ်တဲ့အတွက်ကြောင့် E ဆိုတော့ကာဗွန်နှလုံးပေါ့နော်ဒါကနောက်ပိုင်းကျရင်ဒါတို့တမီးကိုသင်ရပါလိမ့်မယ်1 to 10ပေါ့နော်အဲ့မှာဆိုရင်နှလုံးတန်ဖိုးဖြစ်တဲ့အတွက်ကြောင့် C2 H ကကြတော့2 multiply 2ဖြစ်တဲ့အတွက်ကြောင့်မို့ H က4လုံးထွက်တယ်ရမယ်နော်ဒါကတော့အရေးပူပါပေါ့နော်ဒါတို့တမီးကိုတိုင်းနေရာမှာ general knowledge အနေနဲ့မှတ်ထားပြီးပါကဲဒါဆိုရင်ဒီကျွန်တော်အပူပေးလိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့224 try me die banding နောက်ပိုင်းမှာအဲ့ဒါအကျဲတဝန်းရှင်းပါလိမ့်မယ် CAH18 ပေါ့နော် plus ethene ထွက်လာတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုကကျတော့ teacher တို့ဒီဟာကဒါကကျတော့ teacher အဲ့ grade 11မှာသူဆက်ပါလိမ့်မယ် organic ဒီနာမည်ပေးတဲ့နေရာမှာပေါ့နော်အသုံးပြုတဲ့နာမည်တွေဒါမဲ့ရိုးတန်းဒီတိုင်းကြည့်မယ်ဆိုရင် teacher က ANE နာမည်ပေးမလား နော် EN နီးနာမည်ပေးမလား formula ပေါ်မှာမူတည်ပြီးပေးမှာပေါ့နော်ဒါကတော့ဒီချက်ရော ISO မှာတို့ဘာလို့ ਨੇ ကွဲလိမ့်မယ်နော်ဒါကတော့ဒီချက်ဘူးတုတအနေနဲ့ပြောပြတာပါခုနကဒီချက်ရောပြန်သွားလိုက်ရအောင်နော် AN နီးရနေပြီးတော့မှဘာဖြစ်လဲ EN နီးကို သူက catalyst cracking လုပ်လိုက်တယ် large hydrocarbon နဲ့ small smaller hydrocarbon အမျိုးအစားကိုခွဲလုပ်လိုက်တယ်ကဲဒါကိုကြာတော့ teacher ဘုံညီနဲ့ရေးထားတာပေါ့နော်ဒီမှာဆိုရင်အဲ့ဒါဆိုရင် teacher က chapter 3မှာတော့လည်းပြောထားပြီးသားပါ carbon ဒီเนาะသူရဲ့เนาะလက်ခံနိုင်မှုက၄လုံးရှိတယ်ဟုတ်ပြီเนาะအဲ့တော့ bond ၄ခုနဲ့ဖွဲ့စည်းထားတယ်เนาะ bond ၄ခုနဲ့ဖွဲ့စည်းထားတယ်ဆိုတော့သူရဲ့မှာ single bond လေးတွေပေါ့เนาะဒီမှာဆိုရင် hydrogen တစ်လုံးဒီမှာ hydrogen တစ်လုံးဒီမှာ hydrogen တစ်လုံးဒီဘက်မှာကျတော့နောက်ထပ် carbon တစ်ခုနဲ့ဆက်တဲ့အတွက်ကြောင့်မလို့ hydrogen မရှိတော့ဘူး ကာဗွန်မဲလာတယ်ကာဗွန်အပေါ်ကတကိန်းမျိုးစားကိုတီချာတို့ရေးပြထားတာပါကာဗွန်10လုံးဟုတ်ပြီနော်ဟိုက်ဒရိုဂျင်ကအလုံးပေါင်းလိုက်ရင်စုစုပေါင်းပေါင်းလိုက်ရင်22လုံးရှိရပါမယ်ကဲပြီးသွားတဲ့အခါကျတော့ဒီမှာလည်းအဲ့တိုင်းပဲကာဗွန်10လုံးဖြစ်တဲ့အတွက်နော်ကာဗွန်10လုံးရေးထားတယ်အဲဒီမှာမီသိုင်းဆိုရက်နော်ခုနက224 trimethyl pentane pentane မျိုးစားဖြစ်တဲ့အတွက်ကာဗွန်5လုံးကတိုင်ခံပါမယ်1 2 3 4ဒီဘက်မှာ nga ပြီးတော့ hydrogen ဒီမှာ methyl နဲ့ CH3 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 ရမယ်နော်။ကဲဟုတ်ပြီ။ဒီဘက်ကကျတော့ eating မျိုးစားဖြစ်တဲ့အတွက် double bond ပေါ့နော်။ခုန AND ဒီ single bond ဖြစ်တဲ့ END ဒီ double bond ဒါ double bond လေးနဲ့ရေးထားတာပေါ့။အဲ့မှာဆိုရင်ကာဗွန်ကဒီချက်ခုနကပြောရဲကာဗွန်တစ်လုံးဒီလက်ခံနိုင်မှုဆိုင်ရာ၄ခုရှိရတဲ့အတွက်ကြောင့်မို့သူ့ရဲ့ valency ကလည်း4ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချက်တို့ဒီမှာနော် double bond ဖြစ်သွားတယ်ဆိုတာနှစ်ခုနှစ်စီးပါပြီအဲ့တော့ဒီဘက်မှာနှစ်ခုထွက်မယ်ဆိုရင်ကာဗွန်က၄ခု ရမယ်နော်ဒီပုံစံလေးရေးပြထားခြင်းဖြစ်ပါတယ်။ကဲဒါဆိုရင်ဆက်ပြောမယ်နော် The Gain C10 H22 ကိုတဲ့ Pantene Pantene နဲ့ Propin Plus Ethene ဆိုပြီးတော့ track တယ်တဲ့ခုနကအပေါ်က224 trimi တိုင်း Pantene ကိုထက်ခွဲလိုက်တာ Pantene နဲ့ Propin ဆိုပြီး C5H12 နဲ့ C3H6 ဟုတ်ပြီနော် ANE ဖြစ်တဲ့အတွက်ကြောင့်မလို့ formula ကဘာသုံးပါလဲ CNH2N+2 နဲ့သုံးလိုက်တာဟုတ်ပြီနော် ် ENE ဖြစ်တဲ့အတွက်ကြောင့်မလို့ CNH2N နဲ့တုံးထားတဲ့ပုံလေးပေါ့ရမယ်เนาะဒါကိုပဲ teacher တို့ဒီမှာဘာဖြစ်လဲဘောနေနဲ့เนาะရေးပြထားခြင်းဖြစ်ပါတယ် ကဲဒါဆိုရင်ဒီချက်ရခုနက224 try me တိုင်းပန်တိန်ကိုသူကပန်တိန်နဲ့ပန်တင်းပရိုပင်းပေါ့နော်ပရိုပင်းပန်တိန်နဲ့ပရိုပင်းဆိုပြီးထပ်ခွဲထွက်ထားရတယ်။ဒါဆို ANE ဆိုရင်ဒီချက်ရက single bond ENE ဆိုရင် double bond ပေါ့နော်။အဲ့ဒါဆိုရင်ဒီချက်ရဒီအောက်ကနော်အရေးထားတဲ့ပုံစံလေးကိုလည်းပြန်ကြည့်ရအောင်။ဒီမှာဆိုရင်တော့ဓာတ်ကိန်းကတော့ဒါတို့တမျိုးအပေါ်ကအတိုင်းပဲကာဗွန်10လုံးပါတယ်ဟိုက်ဒရိုဂျင်22လုံးပါရမယ်။ဟုတ်ပြီနော်။ကာဗွန်ဒီ ၄ခုပေါ့နော်သူ့ရဲ့စက်တန်းက၄ခုရှိတယ်ကာဗွန်လက်ခံနိုင်စွမ်းအား၄ခုရှိတယ်ဒါကြောင့်မို့သူ့ရဲ့ဘေးနားမှာဘွန်လီ၄ခုဝိုင်းရံထားတယ်ဒီမှာလေ၁၂၃၄ဟုတ်ပြီနော်ကဲဒီဘက်မှာဆိုရင်လည်းအဲ့တိုင်းပဲပန်တိန် AN ဖြစ်တဲ့အတွက် single bond ပဲအဲ့တော့ကာဗွန်၅လုံးဟိုက်ဒရိုဂျင်၁၂လုံးပါတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုက propene AN ဖြစ်တဲ့အတွက်ကြောင့်ဒီချက်ကဘာသုံးရမလဲ double bond သုံးရမယ် ကာဗွန်ကခုနကပြောတဲ့၄ခုလက်ခံနိုင်တယ်လို့ပြောရတဲ့ဒီမှာက၂ခုရှိနေပြီဆိုတော့နောက်ထပ်ဒီချာတို့ဒီဘက်မှာလက်ခံနိုင်မှုဆိုရင်အားက၂ခုပဲရှိရမယ်အဲ့လိုပဲဒီချာတို့အလဲကာဗွန်ကလည်းဒီမှာ၂ခုရှိရဲဒီမှာ၁ခုဆိုတော့၃ခုဒီအောက်က ဒီကာဗွန်နဲ့ဆိုရင်၄ခုဖြစ်တယ်။ဒါကြောင့်မလို့ဟိုက်ဒရိုဂျင်တစ်လုံးပဲ substitute လုပ်လို့ရတယ်เนาะအစားဝင်လို့ရတယ်။ဒါကြောင့်လဲဆိုတော့ဒီမှာနှစ်ဘွန်းဒီမှာလဲ၃ခု၄ခုဟုတ်ပြီเนาะနောက်တစ်ထပ်ဝင်လို့မရ၅ခုဆိုရင်မှားသွားပြီเนาะကိုရေးတဲ့ structure ကကဲဒါမှဆိုရင်နောက်ဆုံးတစ်ခုကကြတော့ကာဗွန်က၄ခုရှိရမယ်ဆိုတော့ဒီဘက်ကကာဗွန် substitute ဝင်ထားတဲ့အတွက်၄နေ3 4ရမယ်เนาะကဲအဲ့လိုပဲ eating ကကြတော့ double bond ဟုတ်ပြီเนาะ ် ENE ဆိုရင် double bond ပေါ့နော်နောက်ထပ်တမျိုးသားတို့တမျိုးဆက်တင်ရပါလိမ့်မယ် ANE ENE YNE ပေါ့ YNE ကတော့ triple bond ပေါ့ဒါကတော့ double bond ENE double bond ဒါဆိုရင်ဒီချက်တို့ဒီမှာကြည့်မယ်ဆိုရင် carbon ကနော်လေးလုံးလက်ခံနိုင်တယ်လို့ပြောရတဲ့အတွက် bond လေးခုရှိရမယ်ဒီမှာနှစ်ခုရှိရဲဒီဘက်မှာနှစ်ခုထပ်ထွက်တယ်ဟုတ်ပြီနော် hydrogen နှလုံးအဲ့လိုပဲဒီဘက်မှာလည်း hydrogen နှစ်ခုထပ်ထွက်တယ်ရမယ်နော်ဒါဆိုရင်ဒါကတော့ general need နဲ့မှတ်ထားပြီးပေါ့နော်လာမယ့် grade 11မှာဆိုရင်နော်သားတို့တမျိုးအသေးစိတ်သင်ရပါလိမ့်မယ် ်ဆွဲပုံဆွဲနည်းတွေပေါ့နော်ကဲဒါဆိုရင်ဒီကျတော့အခု cracking reaction ပေါ့နော် ခုနဖြုတ်ခွဲခြင်း reaction ဓာတ်ပြုခြင်းဟာ generally give two main types of product product အမျိုးအစားနှစ်ခုပေါ့နော် two main types of product အာထွက်တဲ့ product အမျိုးအစားနှစ်ခုအဓိကအမျိုးအစားနှစ်ခုပေးထားတယ်တဲ့။ဘာလဲဆိုတော့ an algain with a shorter chain than the original and algain တွေက with a shorter chain ဆိုတာတိုတဲ့ဂွင်းဆက်တွေပေါ့နော် than the original မူလထက်တိုတဲ့ဂွင်းဆက်တွေကိုပေးတယ်။ခုမှခုနကဒီချက်ရွှတ်ထွက်သွားတယ်လေ။ဟုတ်ပြီနော်။ pantain ရဲ့ ပါလဲ protein ရယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးထွက်သွားတယ် shorter chain ပေါ့ပြီးတော့ a shorter chain algae molecule oh number 2ကကြတော့ shorter chain algae molecule ဆိုပြီးတော့ဒီကြတော့ pending protein ဆိုပြီးထွက်သွားတယ်ရမလားဒါလေးကိုပြောထားတာပါခုနကဒီကြတော့ equation ပေါ့နော် equation လေးမှာပြောထားတဲ့အချက်လေးနှစ်ခုကိုပြောထားတယ်ပြီးတော့နောက်တစ်ခုက both these products are useful ခုနကနှစ်ခုစလုံးပေါ့2 2 4 trimethyl pentane ဆိုတာရော Pantain Plus Protein ဆိုတာခေါ်ကတဲ့နှစ်ခု product နှစ်ခုစလုံးကအသုံးဝင်ပါတယ်တဲ့ The shorter alkane can be blended blended ဆိုတာဒီချာရောသမလိုက်မယ်ပေါ့နော် with the gasoline fraction to enrich the petrol petrol ကျွဲဝတဲ့ gasoline fraction အစိတ်ပိုင်းနေနဲ့သူက blended လုပ်လိုက်မယ်ဟုတ်ပြီနော်ရောလိုက်မယ်ရောလိုက်တဲ့အခါမှာ the alkane are used for its raw material ဟုတ်ပြီနော် alkane နေကတော့ဘာဖြစ်လဲအသုံးဝင်တဲ့ raw material ဆိုတာကုန်ချမ်းပစ္စည်းဖြစ်တဲ့ဘာအတွက်လဲ for making separate important product တခြားသော product တွေအသုံးပြုဖို့အတွက်ပေါ့နော်မျိုးမျိုးသော product တွေပြုလုပ်ဖို့အတွက် raw material ကုန်ချမ်းအနေနဲ့အသုံးဝင်ပါတယ်တဲ့ဒါကို figure 8.4မှာလည်းဖော်ပြထားပါတယ်တဲ့ဒီဘက်မှာပြောထားတယ်ပေါ့နော် show the various uses of the eating produce eating တွေကခုနကတချို့အရှိမလည်းပြောတယ် algae တွေထွက်တယ်လို့ပြောတယ်အဲ့ algae ညာဘာလို့ဖို့အတွက်လဲ ANE ကြတော့ battery diesel တွေအတွက်ကွာ EN ကြီးကြတော့ဘာအတွက်လဲ plastic အထူးသဖြင့် plastic ပေါ့နော် other important product and plastic လို့သူပြောထားတယ် polymer ပေါ့နော်အဲ့တော့ teacher တို့က produce ထုတ်ပေးတယ်တဲ့ဤသိန်းနေက preparation of ethanol and plastic ဩဒီမှာလာပြီ ethanol preparation เนาะ preparation ဆိုတာเนาะ ethanol ထုတ်ဖော်ပုံနေနဲ့ဒါမှမဟုတ်လို့ရှိရင်ထုတ်ဖော်ခြင်းနေနဲ့ plastic ဆိုရဲဒီ terror plastic တွေအများအများထုတ်တဲ့နေရာတွေပေါ့เนาะ citrus polyethylene နေ polychloroethylene နေအဲ polyethylene polychloroethylene ဆိုတာ PVC ပေါ့เนาะ poly chloroethylene ဆိုတာဟုတ်ပြီเนาะ PVC ကိုပြောတာပါ and polystyrene နေဟုတ်ပြီเนาะ polystyrene နေဥမာ plastic deterrent bag တို့ plastic border တို့ဓာရီသုံးတဲ့နေရာတွေမှာသုံးပါတယ် ဟုတ်ပြီနော်ပြီးရခါကျတော့ here in ပြီးရခါကျတော့ PVC pipe တွေလေတအားတို့တမျိုးကြားမှုမှာပါအခု teacher ရေ pipe တွေပေါ့အဲ့ဒါတွေမှာအသုံးပြုဖို့အတွက်သူကထုတ်ပေးတယ်တဲ့ here in ethene polymerized to polyethene ပြီးတော့ဒီမှာဆိုရင် ethylene polymerize တွေကို polyethylene ဖြစ်ကိုပြောင်းပြီးတော့ that is many ethylene molecule combined to form large molecule polyethylene that contain ပါဝင်ပါတယ် repeating structural unit ဆိုတာ repeating ဆိုတာထပ်ခါထပ်ခါဘာဖြစ်လဲ structural unit ဆိုတာသူတို့ရဲ့ unit တိဆောက်ပုံတွေကပေါ့နော်ထပ်ခါထပ်ခါပါဝင်ပါဝင်တဲ့ poly molecule ethylene တွေဖြစ်ပေါ်လာခြင်းဖြစ်တယ်တဲ့ ethylene molecule အမြောက်များစွာကပေါ့နော်ပြီးတော့ propene polymerize တွေက do အာ polypropylene ဆိုပြီးတော့ trade name polypropylene လို့ခေါ်ပါတယ် trade name ဆိုတော့ကုန်ပစ္စည်းမှာဆိုရင်တော့ teacher တို့ဘယ်လိုရေးလဲဆိုရင် polypropylene လို့ရေးပါတယ် why butene polymerize to produce synthetic rubber butene polymerize တွေကိုကြတော့ဘယ်လိုမျိုးမှာအသုံးပြုလဲဆိုတော့ synthetic rubber ဆိုတော့လူတို့ ဖန်တီးပြုတ်လုတဲ့ပေါ့နော် rubber တွေဥမာ rubber product အမျိုးမျိုးပေါ့ rubber glove တို့ဟောပြီးနော်ပြီးရခါ rubber boot တို့အဲ့ဒါမျိုးတွေမှာအသုံးပြုကြရတယ်ဟုတ်လားဒီချက်တို့ဖနက်တွေနော် plastic ခုံတွေဒါမျိုးတွေမှာ rubber နဲ့ပတ်သက်တဲ့ပစ္စည်းတွေပေါ့နော် rubber လက်အိတ်တွေဒါမျိုးတွေမှာဆိုရင်ဒီချက်တို့ကိုဟိုဘလိုမျိုးနဲ့လဲ training က polypropylene အဲ့လိုပြောလိုက်ပြီကဲဒါဆိုရင်ဒီချက်တို့ဒစိမ့်မှာ polypropylene ပါတယ်ဆိုတော့ဩဒါဆိုရင်ဒီချက်တို့ဤသိမျိုးစားနဲ့ထုတ်ထားတဲ့ပစ္စည်းတွေပဲဆိုတာကိုသိရပါမယ်ကဲဒါဆိုရင်ဒီချက်တို့ figure 8.4လေးကိုတ ချက်ကြည့်ရအောင်ခုနကဣသင်းပေါ့နော် cracking လုံးလိုက်တဲ့ဣသင်း cracking ကနေရလာတယ်ဖြုတ်ခွဲလိုက်တဲ့အခါမှာရလာတဲ့ဣသင်းကဲဒါဆိုရင်ဒီချာရခုနက8.4ပေါ့เนาะ important products of eating eating နေရဲ့ဒီချာရ cracking လုပ်ပြီးရဲ့နောက်မှာထွက်လာတဲ့ပုံเนาะဘာသာဘယ်လိုမျိုးဒီချာရပစ္စည်းတွေထပ်ပြီးထုတ်လဲဆိုတဲ့ဟာလေးကိုဖော်ပြထားတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချာရကြည့်ရ eating from cracking cracking ဆိုတော့ဒီချာရဖြစ်ခွဲခြင်းကနေမှာရလာတဲ့ eating ကိုတဲ့ ကျွန်တော်ဘာလုံးလဲဆိုတော့ react with steam ရင်းနှင်းငွေ့နဲ့ဒီကျွန်တော် react ဓပြုစေတဲ့အခါမှာ ethanol polymerize လုပ်မယ်ဆိုရင် polyethene poly polyethene polyethene ဟုတ်ပြီနော်ပြီးတော့နောက်တစ်ခုကကျတော့ဒီကျွန်တော် react with chlorine chlorine နဲ့ဓပြုတဲ့အခါမှာဆိုရင်နော် chloroethene vinyl chloride ထွက်မယ်ပြီးတော့ react with benzene benzene နဲ့ဓပြုစေတဲ့အခါမှာကျတော့ဆိုလို့ရှိရင်ဒီကျွန်တော် polyethene styrene ထွက်ပါမယ်တဲ့ အဲ့ဒါမှ teacher တို့ကခုနက chloroethylene vinyl chloride ကို polymerize လုပ်လိုက်တဲ့အခါမှာဟုတ်ပြီနော် polychloroethylene polyvinyl chloride လို့လည်းခေါ်ရဲ PVC ပေါ့နော်အာ teacher တို့ခုနကဟိုပါပေါ့နော် pipe တွေမှာသုံးနေဟာတွေထွက်လာတယ်နော် pipe တွေမှာအသုံးပြုတဲ့ပစ္စည်းအနေနဲ့အသုံးပြုလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ poly ethylene styrene ကို polymerize လုပ်လိုက်တဲ့အခါမှာ polyphenylethylene ဆိုရယ် polystyrene PS ဆိုပြီးတော့ထွက်လာပါတယ်တဲ့။ကဲဒါလေးကတော့ခုနကဒီထက်ရဲ8.4 important products of ethylene ethylene ကနေပြီးတော့ဒီထက်ရဲ products တွေပေါ့နော်ထုတ်ကုန်အမျိုးမျိုးကို ဖော်ပြထားတဲ့ diagram လေးဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီထက်ရဲ set ကြည့်ရအောင်။ The Elgin Produce Farm နဲ့ Cracking Cracking ကနေပြီးတော့မှခုနကဖြိုခွဲလိုက်ခြင်းကနေပြီးတော့မှထွက်လာတဲ့ Elgin တွေကတဲ့ Maybe Straight Chain Elgin ဟုတ်ပြီเนาะခုနက Chain ပေါ့เนาะသူ့ရဲ့ Gwinset ပေါ့เนาะအော် Elgin တွေကတဲ့ Which tend to branch isomer isomer အမျိုးအစားလေးတွေဖြစ်သွားရဲ on heating with the catalyst catalysts နဲ့ပေါ့နော်ဓာတ်ကုပစ္စည်းနဲ့အတူအပူပေးလိုက်တဲ့အခါမှာเนาะ isomer branch လေးတွေအဖြစ်ပြောင်းလဲသွားတယ်တဲ့ခုနကတီချာတို့ကာဗွန်၄လုံးပေါ့နော် single bond လေးခုပါတယ်ဆိုတော့ isomer လေးတွေတီချာခုနကပြောသွားပါတယ်เนาะ therefore ဒါကြောင့်မလို့တဲ့ they have higher outing rate rating ပေါ့နော်အော် outing ကားတဲ့ higher မြင့်မာတဲ့ rating နှုန်းမှာရှိရဲ့ outdate number ပေါ့နော် C10 ကိုပြောတာပေါ့နော် teacher တို့အဲ outdate number ကားတဲ့နော် higher range ဖြစ်ပြီးတော့ then and branch algain ပေါ့နော်နောက်ထပ်မကွဲပြား algain ကြီးထပ်ပို့ပြီးတော့သူက ဘာဖြစ်လဲ outing number အရေအတွက်ကပိုများမယ်ပြီးတော့ the higher the outing number ဟုတ်ပြီနော် outing ရဲ့ number အမြင့်မားရင်ဆိုရင်ね the greater the fuel resistant to knocking in an internal combustion engine ပြောရမယ်ဆိုရင်တော့ teacher တို့ဟို knocking ဆိုတာကဟို knock လုပ်တယ်ဆိုတော့ knock 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 ဆိုတာတကားခောက်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာမီးခောက်တယ်လို့ပြောတာပေါ့နော် internal combustion engine engine set ထဲမှာလောင်ကျွမ်းတဲ့အခါမှာဟုတ်ပြီနော်အတွင်းပိုင်းမှာ engine တွေလောင်ကျွမ်းတဲ့အခါ engine set ထဲမှာပေါ့နော် teacher တို့ outing တွေလောင်ကျွမ်းတဲ့အခါမှာဆို ရင်သူက knocking ဆိုတာကမီးခေါက်တန်ကို resic ဆိုတာ fuel resic ဆိုတာကကြာတော့ဒီချက်ကိုခုခံပြီးတဲ့မီးခေါက်တန်မကြအကျဲကြီးမကြရအောင်ပေါ့ကွာအဲ့လိုသဘောမျိုးပေါ့အတန်ထွက်တာအကျဲကြီးမကြရအောင်ဆိုတဲ့သဘောမျိုးကိုเนาะ resistant greater than fuel resistant ပေါ့เนาะခုခံပြီးတယ်လို့သူကပြောထားတယ် the outdated number of a given fuel ပေါ့နော်ဒါဆိုရင်တဲ့ပေးထားတဲ့ fuel လောင်စာမှာ outdated number ကတဲ့ it's determined by comparing the amount of knocking သူ့ရဲ့အတန်ထွက်တဲ့အပေါ်မှာမူတည်ပြီးတော့ပေါ့နော်အရန်အတန်ကျဲတယ်ဆိုရင် teacher တို့ကဘာဖြစ်လဲဒါဆိုရင် outdated အရေးအတွက်ပေါ့နော် number အရေးအတွက်အများကောက်ဖို့ အတန်အရေးအတွက်များတယ်ဆိုတာကိုသိနိုင်တယ်တဲ့ဒါကြောင့်မို့ that fuel causes one combines with the amount of knocking caused by the two standard reference fuel ဟာကြောင့်မို့လို့ဒီ chair ကနော်စံတက်မှတ်ထားတဲ့နော်အော်စံတက်မှတ်ထားတဲ့ကိုစားပြုထားတဲ့ fuel နှစ်မျိုးစားပေါ့နော်အာ knocking amount of knocking ဆိုတာက teacher တို့ဟိုဒီမိခောက်တံပေါ်မှာမူတည်ပြီးတော့ဟုတ်ပြီနော်အမျိုးအစားနှစ်ခုထပ်ပြီးတော့ခွဲထားတယ်တဲ့။ဘာလဲဆိုတော့ iso octane with resist knock knocking နဲ့ဟောက်ပြီးတော့ iso outing ဆိုပြီးတော့ teacher တို့ခုနကလို iso မှာပေါ့ branch လေးတွေနဲ့ထပ်ခွဲတယ် resist knocking anti knocking လို့လည်းသုံးပါတယ်ပြီးတော့ and has an outing number of 100သူက outing number အရေးအတွက်100ရှိပြီးတော့ and have ding ဆိုတာကကြတော့ teacher တို့ကာဗွန်ခုနှစ်လုံးပေါ့နော်ကာဗွန်အရေးအတွက်ခုနှစ်လုံးပဲရှိရောတာ which cause knocking hand and has an outing number of 0အဲ့ဒီခါမှာကြတော့ teacher တို့က outing number ကဘာဖြစ်သွားမလဲ0အရေးအတွက်ဖြစ်သွားပါမယ်တဲ့ for example အနေနဲ့သူကပြောတယ်ဆိုရင် if a gasoline sample has the same anti knocking quality ဟုတ်ပြီနော် gasoline ပေါ့နော်ခုနကတချို့ gasoline ကတဲ့ petroleum samples ကပေါ့နော် anti knock quality as that of a mixture contain သူ့မှာဆိုရင် iso octane ကဘလောက်ရာခိုင်နှုန်းပါဝင်လဲ90ရာခိုင်နှုန်းပါဝင်ပြီးတော့ heptane ကတန်းရာခိုင်နှုန်း10ရာခိုင်နှုန်းပါဖြစ်တာလဲ mixture နော်ရောနှောနေတဲ့ drano ပေါ့နော် drano ကိုအသုံးပြုမယ်ဆိုရင် then the octane number for that sample is divided by its သူ့ကိုအဲ့ဒီ octane number ဘာရဲ့အရေးအတွက်ကိုဘာလို့ပြောလို့ရလဲ90လို့ပြောလို့ရပါတယ် ပြောချင်တဲ့သဘောကတီချာတို့အခုဒီဇရီမှာကွာ92လို့95 room လို့သုံးနေမှာလားအဲ့မှာဆိုလို့ရှိရင်တချို့ဆိုရင်ဟို95ဆိုရင်ပို့ပြီးတော့တန့်နာတို့ဒီဇယ်စီပို့တန့်နာတို့ပါတို့ကြာဘူးပါလိမ့်မယ်ဟုတ်ပြီနော်အဲ့ခါကျရင်ကားအင်ဂျင်မှာသူ့မှာဆိုရင်ဘယ်လိုပြောရမလဲကားအင်ဂျင်ဆက်နှိုးတဲ့အခါမျိုးမှာဘယ်လိုပြောမလဲအတန်ညင်သားတယ်ဒါမျိုးတွေပေါ့နော်သုံးကြတယ်အဲ့လိုမျိုးပြောကြတယ် luxury ကားတွေမှာဆိုဟာကားကိုစီးရတာအင်ဂျင်တန်တောင်တိတ်မကြအင်ဂျင်ပါဝါတန်တိတ်မကြရဘူးအဲဒါဆိုတာခုနကပြောတဲ့ knocking င်ဆိုတာအဲ့ဒါကိုပြောတာပါအင်ဂျင်မောင်းတဲ့အခါမှာဆိုလို့ရှိရင်တခြားတို့အင်ဂျင်တန်လေးညိမ့်နေတာလို့ပါလို့လေလူလူကြီးတွေပြောကြတယ်ဟာအင်ဂျင်ဆက်ကလေးကညိမ့်နေတာပဲဒါဆိုရင်95 rom သုံးထားတာဟုတ်ပြီနော်ဒါမျိုးကိုပြောခြင်းဖြစ်ပါတယ် chemistry in society ဒါဆိုရင်တချို့တို့ဒီเนาะအာလူမှုပတ်ဝန်းကျင်မှာဆိုရင်ဓာတုဗေဒကဘယ်လိုအရေးပါလဲဆိုတဲ့အကြောင်းအရာလေးက the short chain algae ခုနကတချို့ရော algae မျိုးစားပေါ့နော် short chain ဆိုတာအကွင်းဆက်ကလေးတိုးမယ်ဆိုရင်နဲ့ searchers ဘယ်လိုမျိုးလဲဆိုတော့ eating are always produced in cracking ဟုတ်ပြီနော် cracking နဲ့နီးနဲ့ဆိုလို့ရှိရင် eating တွေကိုထုတ်ပေးတယ် again ပေါ့နော် algae မျိုးစားဖြစ်တယ်ပြီးတော့ they are important for using chemical industry industry တဲ့ဘယ်မှာအသုံးပြုလဲဆိုတော့တဲ့ဒီကြတော့ chemical industry တွေမှာအသုံးပြုပြီးတော့เนาะ and in the production of plastic plastic ပေါ့နော်အများအများထုတ်တဲ့နေရာတွေမှာအသုံးပြုပါတယ်တဲ့ the branch chain algae produced by cracking are useful component of high aldein battery ခုနကဒီချာရောပြောရဲ algae branch ပေါ့เนาะ chain တွေကကွင်းဆက်လေးတွေက produced by cracking เนาะအခုနကဒီချာရောဖြုတ်ခွဲခြင်းနီးနဲ့ထုတ်လိုက်တဲ့ဟာတဲ့ are useful component of high aldein battery battery ဓာတ်လောင်ဓာတ်စီပေါ့เนาะ high aldein ဆိုတာကเนาะ aldein အကြီးအတွက်ပါဖြစ်တာလေမြင့်မားမဲ့ component ပါဝင်မယ်ဆိုရင်တဲ့ ို့ပြီးတော့အော်နော်ပါဝင်တဲ့ပစ္စည်းတွေကပို့ပြီးတော့အသုံးဝင်ပါတယ်တဲ့ခုနကဒီချက်ပြောသလိုပေါ့92နဲ့95ရှိတယ်95ကပိုတန့်နေပိုတန့်တဲ့အခါကျတော့ engine ဆက်ကောင်းကောင်းလေးနဲ့ပေါ့နော်အာငင်းငိမ်လေးပေါ့နော်အတန်တိတ်မကြားရပဲနဲ့ luxury car တွေမှာအသုံးများရတယ်ပေါ့ကွာအဲ့တော့95 rom ဈေးလဲကြီးရယ်ကွာသူကကဲနောက်တစ်ခုကကျတော့ anti knocking agent ပေါ့နော်ခုနကဒီချက်ပြောရဲဘာဖြစ်လဲအတန်မီးတန်မီးခောက်တန်မထွက်တဲ့ agent က example ရယ်ဘာလဲဆိုတော့ tetraethyl lead ပေါ့နော် is a gasoline additive သူ့ကိုဘယ်လိုမျိုး additive လုပ်လဲဆိုတော့ used to reduce engine knocking engine than ပေါ့နော် engine than မဆူညံအောင်လို့ reduce ဆိုတာ short ချပေးတာ ဟုတ်ပြီနော်အင်ဂျင်ခောက်တန်မစူညာအောင်လို့ရွှတ်ချပေးတဲ့နေရာတွေမှာအသုံးပြုပြီးတော့ increase the fuel outing rating by raising the temperature and pressure at which auto ignition occur ဟုတ်ပြီနော်ဘယ်လိုမျိုးလဲဆိုတော့ဒီချက်တော့ auto ignition occur ဆိုတာကအလိုလျောက်ပေါ့နော်အပူပေးတဲ့နေရာ ignite လုပ်တဲ့နေရာမျိုးတွေမှာပေါ့ဆိုရင်တဲ့ဘာဖြစ်လဲအဲအပူချိန်နဲ့ pressure ကို raising ပေါ့နော်လုပ်ပြီးတော့ တိုးတဲ့ညမျိုးမှာဆိုရင် outing rating fuels တွေကတိုးခြင်းနဲ့ဒီချက်တို့ knocking ပေါ့နော် engine knocking ဆိုတာကဒီချက်တို့ engine ခောက်တံပေါ့နော် short ချတဲ့နေရာမျိုးတွေမှာဆိုရင်ဒီဟိုဟာပေါ့ anti knocking agent တွေကိုအသုံးပြုခြင်းဖြစ်တယ်လို့သူကပြောထားပါဗျ။ ကဲဒါဆိုရင် teacher တို့အခု review question လေးကိုတစ်ချက်ကြည့်ရအောင်เนาะဒါကတော့တအားတို့တမီတို့ကို what happens during cracking เนาะ uh cracking အတော့တွေးမှာဘာတွေဖြစ်ပျက်လဲဆိုတဲ့ဟာကိုစာပိုက်ထဲမှာလည်းပြောထားပြီးသားအဲ့ဒါကို discuss briefly ဆိုတော့ teacher တို့အသေးစိတ်ဆွေးနွေးပါဆိုတော့စာပိုက်ကအကြောင်းအရာလေးကိုပေါ့เนาะကိုဟာကိုကိုရေးနိုင်လေရေးမဟုတ်ရင်စာပိုက်ထဲကအကြောင်းအရာကိုပြန်ရေးကြည့်လဲရပါတယ်ပြီးတော့ cracking is a thermal decomposition ဆိုတာပထမဆုံးမှာပဲသူပါတယ်ဟုတ်ပြီเนาะ uh teacher တို့ second paragraph မှာပါတယ်လေ cracking is a thermal decomposition explain who explain why ုတော့အဲ့ဒီနောက်ကစပိုင်းလေးပါ ပြီးတော့နောက်တစ်ခုကကျတော့ describe the usual condition need, needed for cracking a hydrocarbon in the petroleum refining အဲ့ဒါကတော့ teacher တို့စပိုင်းထဲမှာပြောထားတဲ့အကြောင်းအရာလေးကိုပဲရှာပြီးတော့ရေးကြည့်ပါဒီနောက်ပတ်သက်တဲ့ cracking a hydrocarbon in the petroleum refinery ဆိုတာလေးပါပါတယ် explain why cracking is so important ဘာကြောင့်လို့ cracking ကအရေးပါတယ်လဲဆိုတဲ့ဟာနောက်ဆုံးမှာ teacher တို့ခုနကနောက်ဆုံးရှင်းသွားတဲ့အထဲမှာပြောထားပါတယ်။ကဲဒါဆိုရင် teacher တို့ key terms လေးကိုကြည့်ရအောင်။ key term မှာကြတော့ teacher ဒီပေါ့နော်8.3မှာမှတ်ရမယ်စာလေးတွေကဘာတွေလဲဆိုတော့ catalytic cracking ဆိုတာဘာလဲ နော် catalytic cracking ဆိုတာ is a process used to split long chain ဟုတ်ပြီနော် split ဆိုကွဲထွက်သွားတယ် long chain alkane ဟုတ်ပြီနော် into short shorter alkane ပေါ့နော် long chain ကနေပြီးတော့ shorter တိုးတဲ့ alkane ဖြစ်ကိုကွဲထွက်သွားခြင်းဖြစ်ပြီးတော့ an alkene alkene နေလဲပါပြီးတော့ in the presence of catalyst catalyst ထဲမှာ alkene နေပါတယ် under pressure and high temperature နော် ပူချိန်မြင့်မာမှုနဲ့နော်အမြင့်မာတဲ့ပူချိန်နဲ့ pressure တခုအောင်ပါပေါ့နော်ကွဲထွက်သွားတဲ့ catalyst တွေမှာပါဝင်တဲ့ algae algae မျိုးစားတွေဖြစ်တဲ့ catalyst ဆိုတာက is a substance ဓာတ်ကူပစ္စည်းဆိုတာကဓာတ်ကူပစ္စည်းလို့ခေါ်ရပေါ့နော် is a substance that speed up the chemical reaction ဓာတု reaction ဖြစ်ဖို့အတွက်ပေါ့နော်ဓာတုဓာတ်ပြုတ်ခြင်းဖြစ်ဖို့အတွက် speed up ညှင့်ပေးတဲ့အရာတခုပေါ့ နော်ဥမာဆိုပါဆို teacher တို့မီးမီးပုံမီးမွေးမယ်ကွာမီးမွေးမယ်ဆိုလို့ရှိရင်ဒီကျတော့တာမန်မွေးနေုံနဲ့မပြီးထင်းရှူးစီလေးထည့်လိုက်တာတော့ဒါဆိုရင်ထင်းရှူးစီထည့်တယ်ဆိုလို့ရှိရင်ထင်းရှူးစီကိုမီးရှုပ်ပြီးထည့်တယ်ဆိုရင်ထင်းရှူးစီဒီမီးလောက်မှုအတွက်ဘာလုပ်တာလဲကက်သလစ်ပေါ့တက်ကူပစ္စည်းအနေနဲ့သူက เนาะအသုံးပြုတယ်လို့အဲအဲ့လိုသဘောမျိုးပဲเนาะ chemical reaction ဓာတုဓာတ်ပြုတ်ခြင်းဖြစ်ဖို့အတွက် speed up ဆိုတာကเนาะမြန်ဖို့အတွက်ကိုအသုံးပြုတဲ့အရာဖြစ်ပါတယ်တဲ့ without getting consumed ဟုတ်ပြီနော်ကဲနောက်တစ်ခုကကြတော့ zeolite are microporates เนาะ zeolite ကတော့ microporates ဆိုတာစိတ်ဝင်နိုင်တဲ့အပေါက်ငယ်လေးတွေပါတယ်ပြီးတော့ aluminum silicate mineral commonly used as commercial adsorbent and catalyst သူကိုเนาะအသုံးများဆုံးတော့ဘာဖြစ်လဲ catalyst အမျိုးအစားတွေပြီးတော့ ် absorbent ဆိုတာက absorbent ဆိုတာကဒီထရိုကက်တင်တာပေါ့နော်ကက်တင်တဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်တဲ့အသုံးများဆုံးအမျိုးအစားဖြစ်ပါတယ်တဲ့ပြီးတော့ thermal decomposition thermal decomposition ဆိုတာက is the breaking down of a chemical compound ဓာတုဒရပ်ပေါင်းနေပြိုကွဲခြင်းပေါ့ hot ဖြစ်ပေါ်တယ် by heat အပူပေးခြင်းဖြင့်ပြီးတော့နောက်တစ်ခုကကြတော့ octane rating octane number အရေးအတွက်ကိုပြောတာပါ it's a measure of a fuel ability to resist not သူက measure ဆိုတာတိုင်းတာရဲ့ of a fuel ability ဆိုတာလောင်စာရဲ့စွမ်းရည်ပေါ့နော် ability to resist not ဘယ်ပေါ်မှာလဲဆိုတော့ဒီပေါ့နော် not အတန်ညီရဲ့ပေါ်မှာပေါ့နော်မီးခောက်တန်ပေါ်မှာမူတည်ပြီးတော့ resist ဘယ်လောက်ထိ ခုခံနိုင်နေဆိုရဲစွမ်းရည်ကိုတိုင်းတာရဲအမျိုးစားဖြစ်တယ်တဲ့ဥမာဆိုပါစို့ teacher အဲ့ရှိမှလည်းပြောပါရဲ92 rom no 95 rom no ပေါ့နော်နောက်တစ်ခုက engine knocking ကကြတော့ refer to the sharp sound နဲ့နော် sharp sound လေးပေါ့နော်အတန်းထတဲ့ caught by combustion of some of the compressed air fuel mixture in the cylinder cylinder တခုမှာပေါ့ခုနက engine လို့ပေါ့နော် cylinder တခုမှာ air fuel mixture ပေါ့နော်လေနဲ့ fuel mixture လောက်စားနဲ့ရောပြီးတော့ compressed เนาะ compress ရောပြီးရော convention လောင်ကျွမ်းတဲ့အခါမှာဖြစ်ပေါ်လာတဲ့ sharp sound ပေါ့เนาะအာအတန်လေးပေါ့ဆူညာနဲ့အတန်လေးတစ်ခုကိုကိုစားပြုခြင်းဖြစ်ပါတယ်တဲ့ကဲဒါဆိုလို့ရှိရင်အခု teacher ရော8.3ရဲ့เนาะ catalytic cracking အကြောင်းကိုသိသွားပြီဒါဆိုရင်ဒါတို့သမီးတို့အကောင်းဆုံးเนาะဒီအခန်းလေးကိုနားလည်မယ်လို့ဒီချက်မျှော်လင့်ပါတယ်အားလုံးကို